ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆက် United ကဒီနေရာဒီအပြောင်းရွှေ့မှာကျွန်တော်တို့တိုက်စစ်မှုကရောခေါ်ရောကျွန်တော်ခေါ်နိုင်မှာမလား။ဆရာသမားဘလူးဘလူးမင်းကလည်းဒီကျွန်တော်အရင်တော့ငါတော့ပေါ့ဗျာ။နော်အမ်မူမူခေါ်မယ်နော်မတီးစ်ကွန်ညာခေါ်မယ်ပြီးတာနဲ့တိုက်စစ်မှုခေါ်မယ်အဲအဲ့ဒါပြီးလို့လူရောင်းလို့ငွေရရလိုင်းကွင်းလေခေါ်မယ်အချင်းကြီးကောင်းရင်ဂူသမားပြောင်းလဲလုပ်မယ်ဦးနနာထွက်ရင်ဒါမျိုးတင်းနေအမှန်ကန်ကြားထားတာ။ဒါပေမဲ့လက်တွေ့မှာကလက်တွေ့မကြဘူးဖြစ်နေတယ်ဗျာတိလား။ အခုချိန်ထိကိုပဲကျွန်တော်တို့အနေနဲ့လက်ရှိအပြောင်းရွှေ့ကဒီ official ရောက်တာဆိုလို့ကုညာတယောက်ပဲကျွန်တော်ရှိသေးတယ်ဒါတော့မှ Matthias ကုညာကပြီးခဲ့တဲ့ယာဒီမပြီးခင်ကတည်းကအချီနီကောင်းထားခဲ့တဲ့ကစားသမားမို့နော်ပြီးခဲ့တဲ့ယာဒီမတိုင်ဟိုဘာလို့ပြောရလဲယာဒီမဆုံးခင်ကတည်းကကုညာဟာ United ကိုပြောင်းကျင်ပါတယ် United နဲ့ပေါ့နော်အချီနီကောင်းနေဘာညာသတင်းတွေထွက်ထားပြီးသားဒီလာတော့ဆိုတော့ယာဒီကုံမှပဲ official ကြီးညာပါမယ်ဆိုတဲ့တဲ့င်းနေကြောင်းခဏခဏကြာခဲ့ရတာ အဲ့ဒါကနေအခုချိန်ထိကျွန်တော်တို့အန်ဘူမိုးရဲ့အပြောင်းအရွှေ့မပြီးသေးဘူးအန်ဘူမိုးပြောင်းအရွှေ့မပြီးသေးဘူးညာစဉ်းစားကြည့်အန်ဘူမိုးလိုမျိုးမန်ချက်စတာယူနိုက်တက်ကိုပြောင်းကျင်ပါတယ်ကျန်တဲ့အသင်းတွေသူ့ကိုစိတ်ဝင်စားတဲ့ဆပါတို့ဘာလို့သူမပြောင်းကျင်မှုနီယူကာဆယ်တို့ဘာလို့သူမပြောင်းကျင်မှုသူ့ရဲ့ဦးစားပေးဟာယူနိုက်တက်ဖြစ်တဲ့ဆိုတဲ့ကစားသမားမျိုးကိုတောင်းမှကျွန်တော်တို့အခုချိန်ထိအပြောင်းအရွှေ့မပြီးမတတ်နိုင်ဘူးလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကတည်းကပြီးရမယ့်အပြောင်းအရွှေ့နော်ကျွန်တော်အပြီးမတတ်နိုင်ဘူး တော့တိုက်စစ်မှုနေရာမှာဆိုကျွန်တော်စဉ်းစားလာကြည့်တော့အခုချိန်တိုက်စစ်မှုတွေထဲမှာ United မှ United ဖြစ်နေတယ်ဆိုတော့တိုက်စစ်မှုရှိကိုမရှိဘူးဘယ်လိုလဲ United အနေနဲ့ကျွန်တော်တခြားအသင်းတွေနဲ့အပြိုင်ခေါ်ရမှာဗျာတိုက်စစ်မှုကဒီလားတော့ကျွန်တော်ထားပါတော့ဒီ United ဘက်ကပေါ့နော်ကျွန်တော်ကြည့်ရင်ဟိုခေါ်ရမယ့်ကစားမတွေရဲ့ဘက်ကမနေဘူးအခြေအနေကဘာလို့လဲဆိုတော့တခြားအသင်းတွေနဲ့အပြိုင်ခေါ်ရမှာရယ် quality striker တယောက်စုကတည်းက ယူမန်ရဲ့ကြီးရဲ့ကောင်တွေဖြစ်သွားပြီယူမန်ရဲ့ကြီးပြီဆိုကြတဲ့ကကျွန်တော်တို့ဘနော်လက်ရှိပြိုင်ပွဲကောင်းတွေကစားနေရတာတို့ဘာတို့အဲ့လိုမျိုးတွေမှာပဲကစားမားတွေကပြောင်းကျင်တော့တာဆိုတော့ကိုဒီလိုမျိုးနေရာကိုတိုက်စစ်မှုကောင်းတွေဂိုးတွေ60တွင်းနေတဲ့ကစားမားတွေဂိုး20ဝန်းကျင်တွင်းနေတဲ့ကစားမားတွေကိုဟိုခေါ်ဖို့ကမလွယ်ဘူးအဲ့ဒီမလွယ်တဲ့တဲ့ကမှယူနိုက်တက်ကိုပြောင်းကျင်ပါတယ်ဆိုတဲ့ကစားမားမျိုးဆိုပူတော်ရှားသေးတယ်အခုလိုမျိုးပြောင်းကျင်လာကျင်ပါတယ်ဆိုတဲ့ကစားမားတွေခေါ်တာတော့ဒါတော့ကြာနေရင်အစ်စင်မပြေတော့ဘူးချက်စီဆိုကျွန်တော်တို့ကြည့်ပါ ကျွန်တော်လက်ရှိဂျောက်ဘက်ထရူနဲ့တည့်ရက်ပဲကျွန်တော်သတင်းထွက်တယ်24နှစ်အရွယ်တောင်မတိုင်သေးဘူးကျွန်တော်ခေါ်ချသွားပြီအဲ့ဒီမတိုင်ခင်မှာဆိုလို့ရှိရင်ဂျီမီကီတင်းစ်ကျွန်တော်သူတို့ခေါ်တယ်ဂျီမီကီတင်းစ်ကိုခေါ်ပြီးတော့24နှစ်အရွယ်မတိုင်ဘူးမကြဘူးကျွန်တော်ဂျောက်ဘက်ထရူကိုကျွန်တော်ခေါ်တယ်အဲ့ဒါပေါင်တန်း90တန်းကစားမှနော်ပေါင်တန်း90တန်းကျွန်တော်ကစားမှသူတို့ချက်ချင်းခေါ်သွားတယ်လက်ရှိချိန်ဒီကိုရီယူနိုက်တက်ရဲ့အပြောင်းအရွှေ့ကမက်ဒီယက်စ်ကွန်ညာပဲကျွန်တော်ရှိသေးတာဘယ်ကစားသမားမှလည်းကျွန်တော်မရောက်နိုင်ဘူးဘယ်သူမှလည်းကျွန်တော်ကောင်းကောင်းမခေါ်နိုင်သေးဘူးဆိုတော့ ကူဒီအံပွဲမိုးလိုမျိုးပြောင်းကျင်ပါတယ်ဆိုတော့ကစားမားကိုတောင်းမှကျွန်တော်အဲ့လောက်ထိခေါ်ရတာကြာနေရင်တိုက်စစ်မှုဆိုကျွန်တော်တို့ဘယ်လိုသွားလုပ်မလဲအခုဆိုလို့ချင်း Victor Gyokeres ကိုကျွန်တော်ဥပမာကြည့်ကြည့်ဗျာယူရိုတန်း80တောင်ဟိုကလက်မလွတ်ချင်တဲ့ဟိုဖြစ်သွားပြီတေးကြတယ်အဲ့ဒါကျွန်တော်တို့အတွက်ခေါ်နိုင်တဲ့ကစားမားအခြေအနေမှာမရှိတော့ဘူး Benjamin Sesko လာလက်ရှိတေးကြတာဒီလောက်ကတော့သူကအာဆင်နယ်ကိုပြောင်းဖို့ရှိတယ်အကယ်လို့ကိုဘက်ကကျူးပန်းရင်တောင်မှ Sesko တို့ဘာလို့ဆိုတာမျိုးကယူနိုက်တက်ကိုပြောင်းမယ်ဆိုတာပို့ပြီးတော့ သူ့ရဲ့အနာဂတ်ကိုအာမခံချက်ရှိနေတဲ့ကစားမားတွေစီကိုပဲသူပြောင်းမှာပဲအသင်းတွေစီကိုပဲသူပြောင်းမှာပဲဆိုတော့ကိုရီစီကိုကျွန်တော်တို့ဘယ်တော့ပြောင်းဖို့ကအချိန်နေသွားပြီတခြားဘယ်တိုက်စစ်မှုတွေကိုကျွန်တော်တို့ခေါ်ဖို့ကြိုးပမ်းမယ်တမန်ငါရှန်ကကစားမားတွေပဲကျွန်တော်တို့ခေါ်လို့ရတော့မှာထားပါတော့မာတီတာတို့ဘာလို့ဆိုလို့ရှိရင်ဗျာ29နေကျော်လာပြီအဲ့လိုကစားမားတွေအဲ့လိုတကြီးကစားမားတွေပဲကျွန်တော်တို့ဟိုအချိန်ပြေအောင်ပြီတော့မှာပဲဒါတော့မှမာတီတာတို့ဘာလို့ဆိုလို့ရှိရင်တန်လေးစီလောက်မြန်ကျွန်တော်တို့ကုန်မလားမသိဘူး United ဆိုတာ ਨੇ ကုန်ပါပဲလေ Crystal Palace တို့ဘာလို့ဘက်ကရောင်းတဲ့เนาะကျွန်တော်တို့ဒါ ဟွာဖြစ်တဲ့တည်းမှာကျွန်တော်ပါတာဟုတ်ဒါကြောင့်အသင်းတိုက်စစ်မှာကျွန်တော်တို့တော်တော်ကိုစိတ်ပူစရာဖြစ်လာပြီအသင်းတိုက်စစ်မှာမဟုတ်ဘူးအပြောင်းရွှေ့ကစိတ်ပူစရာဖြစ်လာပြီနော်အန်ဘူမွေရဲ့အပြောင်းရွှေ့တော့ကြာနေလို့ရှိရင်တိုက်စစ်ကတအားပူကြမယ်တိုက်စစ်လူမျိုးမဖြစ်မနေခွာမဲ့နေရာတောင်ပူကြမယ်ဆိုရင်ကွင်းလေလူမျိုး ကိုအသင်းမှာကက်စမဲလို့ရှိတယ်ဘရူနိုရှိတယ်မိန်နူရှိတယ်ဦးကာတီရှိတယ်ဆိုတော့နော်ကစားမ၄ရောက်တော့ပိုင်ဆိုင်ထားတဲ့ကွင်းလေမှာမကောင်းတာကောင်းတာခဏတာနော်ကစားမ၄ရောက်တော့ပိုင်ဆိုင်ထားတဲ့ကွင်းလေမှာ အရေးမကြီးတဲ့အချိန်ဒီမျိုးမှာကွင်းလက်တော်ရောက်လာပါအောင်မလားဒါအပြင်ဦးနနာဦးနနာထွက်မှပဲနောက်တစ်ယောက်ခေါ်ရမယ်ဟိဆိုတဲ့အချိန်ဒီမျိုးမှာကျွန်တော်ထွက်လာပါအောင်မလားဦးနနာတို့ဘာလို့ဒီကိုသမားထွက်မလာနိုင်တော့ဘူးထွက်မလာနိုင်တော့ဘူးဆိုတော့ဒီကြောင့်ကစားမားတွေကဦးစားပေးမဖြစ်မနေခေါ်ရမယ်တဲ့ဟိဆိုတဲ့နေရာတွေတောင်းမှပေါ့နော်အဲ့တလောက်ထိကျွန်တော်တိုင်ပက်နေတယ်ဆိုရင်ဘယ်လိုမှကျွန်တော်အဆင်မပြေဘူးကျန်တဲ့နေရာတွေခေါ်ဖို့ကနော်သူများအသင်းနေမန်ချက်စတာစီးတီးဆိုလို့ရှိရင်လည်းပဲအပြောင်းရွှေ့တွေကလပ်ဘောကပ်အမိလောက်တော့ဖက်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 ဆိုပြီးတော့ เนาะလီဗာပူးသင်းဆိုလို့ချင်းချန်ပီယံဖြစ်ထားတဲ့အသင်းတော့သူတို့ကအားမဖြစ်လေဘာမှမဖြစ်ဘူးဒါပေမဲ့သူတို့တွေခေါ်သွားတာဖက်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 အခုဆိုဘယ်နှယောက်ရောက်ကုန်ပြီလို့ကျွန်တော်တို့အာဆင်နယ်ဆိုလို့ချင်းလည်းပဲအခုလက်ရှိလုတ်တွေလုတ်နေတာပဲချဲလ်ဆီဆိုလို့ချင်းလည်းပဲခုနကပြောသလို24နိုင်တော့မတိုင်သေးဘူးကစားမတွေခေါ်သွားတာကိုအသင်းကအဆိုးဆုံးအချိန်ကြီးရောက်နေတာတောင်မှလက်ရှိအပြောင်းအရွှေ့နဲ့ပတ်သက်လို့ဘာမှမလုပ်နိုင်သေးဘူးတော်တော်ကိုအချိန်ကြီးဆိုတဲ့ကြောင့်တိုက်စင်မှုခေါ်ဖို့ဆိုတာမျိုးမဖြစ်မနေခေါ်ရမယ်တိုက်စင်မှုခေါ်ဖို့ဆိုတာမျိုးက United တော်တော်ကိုတိုင်းပတ်သွားမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အကြာကြီးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်တော်တော်ကိုကျွန်တော်ပြည်သက်တွေအတွက်စိတ်ပူစရာဖြစ်တဲ့နေတာမျိုးကနော်ကိုတင်းကအခုချိန်ကြီးအန်ဘူမိုအန်ဒဘလဘူမိုကိုအခုချိန်ကြီးကျွန်တော်မခေါ်နိုင်သေးဘူးနော်ဆိုတော့ဘလို့ကြမလဲဆရာသမားတွေတိုက်စစ်ကိုဒီနေ့မှာတကယ်ခေါ်နိုင်မှာမလားဆရာသမားတို့